ပစံကြော်လေးတွေကိုပစံငဆုပ်လေးလှစားမယ်ပေါ့နော်။ Hello အားလုံးပဲမြင်လာပါရှင်။ဒီနေ့ကတော့ပစံငဆုပ်လေးချမ်းမှာဖြစ်ပါရဲ့ရှင်။ဒီပစံကြော်လေးတွေကတော့ပေါ်တာအနေငယ်တော့ကြာပြီပေါ့နော်။ပြီးတော့သူကပေါ်ဦးပေါ့ဗျာဆိုလို့ရှင်ဈေးရလည်းအနေငယ်လေးကြီးပါရဲ့ရှင်။ဒါပေမဲ့ဒီပစံကြော်လေးတွေကရဲဟိုမှာစားလို့ကောင်းတယ်ပေါ့နော်။ပစံလေးတွေကိုကောင်းတဲ့အမိတွေကိုဖြတ်ပြီးတော့ရေနဲ့တန်ရှင်းစင်ကြအောင်ဈေးကြော်ပါမယ်ရှင်။ ရေနဲ့၃လေးထပ်လောက်တော့စင်ကြယ်အောင်စီကြောလိုက်ပါမယ်ရှင်ပြီးသွားလို့ရှိရင်စကားလေးထဲမှာရေစစ်သွားအောင်လို့စစ်ထားလိုက်မယ်ပေါ့နော်ရှိပါနေတဲ့ခါတိုင်းရင်ငြုတ်စုံထဲမှာထောင်းရတာအဆင်ပြေပါဘူးရှင်။ငြုတ်သီးနှစ်တွက်ကတော့ကျတော်နီလေးလှီထားပါတယ်။ကျတော်ဖြူလေးအနေငယ်နေပေါ့နော်။ငြုတ်သီးစိတ်မုံလေးတဲ့ကိုရေလေးအနေငယ်လေးထည့်မယ်ပြီးတော့ကျတော်ဖြူနဲ့ကျတော်ညီညီနဲ့ကိုညက်နေအောင်ထောက်ပါမယ်ရှင်။ရေလေးအနေငယ်ထည့်လိုက်တာကငြုတ်သီးထောင်းတဲ့ခါမှာချော့ချော့တွေ့တွေ့ဖြစ်နေမှာဆိုလို့ရေလေးအနေငယ်ထည့်လိုက်တာပေါ့နော်။ ကျွတ်တော်နီကျွတ်တော်ပြူနေငြိုသီးတွေကိုညံ့အောင်ထောင်းပြီးသွားပြီဆိုရင်တော့ငြိုသီးတွေကိုခဏလောက်ဖယ်ထားလိုက်ပါမယ်ရှင်။ ငွေသေးတွေကိုဖယ်ပြီးွားပြီဆိုလို့ရှိရင်တော့ခုနကကျမတို့ရေးဆေးပြီးတော့ရေးစစ်ထားတဲ့ပုစံလေးတွေပေါ့နော်တဝက်ချင်းစီထည့်ပြီးတော့ထောင်းသွားပြီးလိုက်ပါမယ်ရှင်။ပုစံတွေညက်သွားတဲ့အနေထားလောက်ပြီးထောင်းပြီးလိုက်မယ်ပေါ့နော်။ရတာနေနေကတော့စနွေးမုတ်ချိုမုတ်စာထည့်ပြီးတော့ညက်နေအောင်ထောင်းသွားပြီးလိုက်ပါမယ်ရှင်။ဒီပုစံကလေပေါ်ဦးပေါ်ပြားမှုလို့ဒါလေကျမတို့ဖွဲ့စားဖြစ်တာပေါ့နော်။တကယ်တကယ်ဆိုလို့ရှိရင်ကျမအကြိုက်ကိုပြောတာပါရှင်။အဲမိုးရာသီလောက်မှဒီလိုပုစံမဆုတ်စားရတာအရန်စားလို့ကောင်းတယ်ပေါ့နော်။ပူကြိုက်ပါတယ်ရှင်။ပုစံငဆုတ်လေးတွေစီစီပိုင်ပိုင်ဖြစ် စ်စီဖို့အတွက်အိမ်မှာပဲကိုယ့်ဘာသာကိုဆန်အောင်လှော်ပြီးတော့ထောင်းလာတာပေါ့နော်အဲ့တော့ဆန်လုံးမုံလေးကိုလည်းထည့်ထောင်းလိုက်ပါတယ်ရှင်တဝက်ကတော့ထောင်းပြီးဝရင်ဖယ်ထားမယ်နောက်တစ်ချက်တဝက်ကိုဆက်ပြီးတော့ထောင်းသွားပေးလိုက်ပါမယ်ရှင် ဒီပစွန်ကြော့လေးရလေးကျွတ်နေအောင်ကြော်ပဲဆဆပစွန်ငဆုပ်ပဲလှဆဆပေါ့နော်အရန်ဟိုမှာဆလို့ကောင်းပါလိမ့်ရှင်ဒီပစွန်ကြော့နဲ့ပစွန်ထုံးနဲ့ဆိုလို့ကျွန်မကတော့ပစွန်ကြော့လေးကိုပိုးကြိုက်ပါတယ်ဆလို့လည်းအရန်ကောင်းနေပေါ့နော်ပစွန်နေအကုန်လုံးထောင်းပြီးသွားပြီဆိုလို့ရှိရင်နော်ငံပြားလေးလေးအနည်းငယ်လက်မှာဆွတ်ပြီးတော့ကျွန်မတို့လေးအလုံးလေးတွေလုံသွားပြီးလိုက်မယ်ပေါ့နော်ကိုစိတ်ကြိုက်လုံသွားလိုက်ပါတယ်ရှင်ပြီးတော့ရင်စီတဲ့ကိုစနွေးမုတ်လေးထည့်ပြီးတော့ပစွန်ငဆုပ်ကလေးတွေကိုကြော်ပါပြီးလိုက်ပါမယ်ရှင် ပစုံငစုပ်လေးတွေကိုအယောင်ပြောင်းပြီးတော့ပစုံနဲ့ချက်သွားတဲ့နေထားလာလို့ကျမတို့ကြော်သွားပြီးလိုက်မယ်ပေါ့နော်တစ်ဖက်ကယောင်ပြောင်းသွားပြီဆိုတော့မှတစ်ဖက်ကိုလှမ်းပါမယ်ရှင်ငငယ်တော့ကတော့မိုးရသည့်ချိန်မှာပေါ့နော်ပစုံနဲ့ကအရန်ပေါ်တဲ့ခါကျတော့လေမိုးရသည့်မှာဒီပစုံကြော်လေးတွေကိုပစုံငစုပ်လှုပ်ရှားတာပဲဖြစ်ဖြစ် အကျွတ်ကလေးကြော်ပြီးတော့ပေါ့နော်ဟီးလေးနဲ့ပေါ့နော်စားတာပဲဖြစ်ဖြစ်အရန်ကိုမှ slide ဖက်ပြီးအရန်ကိုမှစားလို့ကောင်းတယ်ပေါ့နော် ။မိုးရွာသည်ဆိုလို့ရှိရင်ပစုံလေးအရန်ပေါ်တဲ့ရာသီချိန်ရောက်ပြီပေါ့နော်။အဲ့တော့မိုးရွာသည်ဆိုလို့ရှိရင် မျိုးမျိုးကိုပစုံအလုပ်စားရတာပါပဲရှင်။အဲ့တော့ဆင်းဆုပ်လေးတွေကတစ်ဖက်ကရောက်တော့ပြောင်းသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဖက်ကိုပြန်လှမ်းလိုက်မယ်ပေါ့နော်။နှစ်ဖက်စလုံးရေရေလေးဖြစ်သွားတဲ့အနေအထားလောက်ထိကြော်သွားပေးလိုက်ပါမယ်ရှင်။ဒီပစုံငဆုပ်ကလေးတွေကလေကျမတို့ဟေးမချက်ပဲနဲ့ဒီတိုင်းစားရင်တော့အရန်စားလို့ကောင်းတယ်ပေါ့နော်။ထမင်းဖြူလေးနဲ့တွဲစားရင်အရန်စားလို့ကောင်းပါတယ်ရှင်။ အဲ့တော့ပစုံကစုံလေးကြော်နေတော့မှ ရုံးပရိသီလေးတွေကိုလှီးထားလိုက်မယ်ပေါ့နော်ကိုစိတ်ကြိုက်နေထားလေးလှီးထားလိုက်ပါမယ်ရှင်ပစုံကစုံလေးတွေကိုရဲရဲလေးလိုချင်တာမို့လို့လမ်းလိုက်လမ်းကြည့်လိုက်ပေါ့နော်လိုအပ်သေးလို့ရှင်ဆက်ပြီးတော့ကြော်သွားလိုက်ပေါ့နော်ဒီလိုနေထားလေးနဲ့ရဲရဲလေးဖြစ်တဲ့အနေထားလောက်ဒီကျမတို့ကြော်သွားပေးလိုက်ပါမယ်ရှင်ပစုံစုံကလေးတွေကအားလုံးကျက်သွားတဲ့အနေထားရောက်သွားပြီပေါ့နော်ရရဲ့လေးလည်းဖြစ်သွားပြီဆိုတော့ကျမတို့ပကံထဲကိုလဲထည့်ထားလိုက်ပါပဲပြီးွားရင်ခုနကထောင်းထားတဲ့ရုပ်သီးနှစ်လေးကို စီချက်သွားပါမယ်ရှင်။ မြို့သီးနှစ်လေးကိုမြို့သီးအနှံ့ပြောက်သွားတဲ့အနေထားလောက်ထိချက်သွားပြီးလိုက်မယ်ပေါ့နော်။စမင်းမုံအောင်လေးလိုစင်တာနဲ့ပေါ့နော်စမင်းမုံလေးနေငယ်ထထည့်လိုက်ပါရရှင်။ပြီးွားရင်နော်အားလုံးရောသမားသွားအောင်မွေးပြီးသွားရင်နော်မြို့သီးနှံ့ပြောက်သွားတဲ့အနေထားလောက်ထိချက်သွားပြီးလိုက်ပါမယ်ရှင်။မြူသီးနှစ်လေးရလဲချက်သွားတဲ့နေထားရောက်သွားပြီမြူသီးနှစ်ရလဲပြတ်သွားတဲ့နေထားရောက်သွားပြီဆိုလို့ရှိရင်တော့စုံစည်းရည်လေးထည့်လိုက်ပါမယ်ရှင်။စုံစည်းရည်လေးထည့်ပြီးသွားပြီဆိုရင်တော့ရတာအနည်းငယ်ချိုမုတ်စာငံပြားရည်ထည့်ပြီးတော့ရောသမားတော့အောင်မှုေးသွားလိုက်ပါမယ်ရှင်။ ကျမတို့တွေဒီရေထဲမှာရတာတွေအားလုံးရောသမသွားအောင်ပွေပြီးပြီဆိုရင်တော့ခုနကကြော်ပြီးဖေထားတဲ့ပစုံငစုပ်ကလေးတွေကိုထည့်လိုက်ပါမယ်ရှင်။ဒီပစုံငစုပ်ကလေးကချက်ပြီးသားအနေထားလေးဖြစ်တဲ့အခါကျတော့ကျမတို့မကြီးရေပါတစ်ခါတည်းထည့်လိုက်မယ်ပေါ့နော်။မကြီးရေထည့်ထားတာလေးလည်းစူပတ်တဲ့အနေထားရောက်သွားပြီဆိုရင်တော့လှီးထားတဲ့ယုံပရိသီလေးတွေထည့်လိုက်ပါမယ်ရှင်။ရုံးပရိသေးတွေထွက်ပြွားပြီဆိုရင်တော့အကုန်လုံးရောသမာသွားအောင် ထပ်ပြီးတော့မှုသွားပေးလိုက်ပါမယ်ရှင်။ ယုံမရည်သီးလေးတွေချက်တဲ့အနေထားလောက်ထိရအောင်အရင်ဆုံးချက်သွားပေးလိုက်မယ်ပေါ့နော်။ယုံမရည်သီးတွေချက်တဲ့အနေထားရောက်ဖို့ကတိတ်မကြပါဘူး။ယုံမရည်သီးကလည်းအရန်နှူးမြန်နေပေါ့နော်။အဲ့တော့သူ့ကိုခဏလောက်ကျမတို့ချက်သွားပေးလိုက်ပါမယ်။ပြီးသွားလို့ရှိရင်စူပွက်လာတဲ့အနေထားရောက်မှာပဲနောက်ဆုံးမှာကျမတို့ကပင်စင်လေးအုပ်မှာဖြစ်တဲ့အတွက်ဒီယုံမရည်သီးလေးထည့်ပြီးတော့ကျမတို့စူပွက်လာတဲ့အနေထားလောက်ထိကိုချက်သွားပေးလိုက်မယ်ပေါ့နော်။ဒီပစုံကစုပ်လေးလေးအရန်ကိုမှမွေးပြီးအရန်ကိုမှစားလို့ကောင်းပါရဲ့ရှင်ထမင်းလည်းမြင်စီတယ်ပေါ့နော် ကျမတို့ရုံးပရိသီလေးထည့်ပြီးတော့ချက်သွားလိုက်တာအနေငယ်စူပွက်လာတဲ့အနေထားလောက်ရောက်သွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာပင်စိမ့်မွှေးလေးအုပ်လိုက်ပြီဆိုရင်အရန်ကောမှာစားလောက်ကောင်းတယ်ပစုံမစုံဟင်းလေးရတော့ပြီးသွားပါပြီရှင်ပင်စိမ့်နံလေးတွေဟင်းထဲမှာရောသွားစီဖို့အတွက်ကျမတို့မှွေပြီးတော့စူပွက်လာတဲ့အနေထားလောက်ထိတစ်ခါလောက်ထချက်လိုက်မယ်ပေါ့နော်ဟင်းလေးတွေကပေါ်ပေါ်ဆူလာပြီဆိုလို့ရှိရင်တော့ပစုံမစုံဟင်းလေးကရသွားပါပြီရှင် ရုပ်ခရီးတီလေးတွေကစိမ့်စိမ့်စူစူလေးနဲ့အယံကိုမှဆောက်လို့ကောင်းပြီးတော့အယံကိုမှမှုရဲဟင်းလေးတစ်ခွက်ပါပဲရှင်။ကျမရဲ့ YouTube channel လေးကစားသောက်နောက်ပတ်သက်တာတွေကိုဆက်စပ်ပြတ်တက်ဆက်ပေးတော့မှမလို့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးကြပါအောင်လို့တောင်းဆိုပါရနော်။ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်လည်း like and share လုပ်နိုင်ပါတယ်ရှင်။ ကျမရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တအူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။အခုချက်ပြတ်သွားတဲ့ပစံမစုံဟင်းလေးကအရင်လွယ်ကူတာမို့လို့ကျမရဲ့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်နော်။နောက်ထပ် Flory မှာပြန်တွေ့ပါမယ်။ Bye bye ။